ားလုံးပဲမင်္ဂလာပါ UC သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့အောက်တိုဘာလ3ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါယနေ့ညနားဆင်မယ့်သတင်းတွေကတော့ချင်းမျိုးသားတူ CNF နဲ့နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ထိုင်းနိုင်ငံမှာတွေ့ဆုံကြတဲ့သတင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာချင်းဒုက္ခသည်များအရေးတိုင်ပင်ဆွေးနွေးတဲ့ချင်း consultation အစည်းအဝေးနှစ်ရက်ကြာကျင်းပပြုလုပ်တဲ့သတင်းမြန်မာနိုင်ငံကလူငယ်၄သန်းခန့် အလုံးလက်မဲ့ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ UNDP ကထုတ်ပြန်လိုက်တဲ့သတင်းတွေနဲ့အတူခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းမျိုးသားတူ CNF နဲ့ New Zealand လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ထိုင်းနိုင်ငံမှာတွဲဆုံပြီးလူသားချင်းစာနာမှုအကူအညီပေးရအပါဝင် အချက်၃ချက်ကိုအဓိကဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ September 28ရက်ကထိုင်းနိုင်ငံတနီးယားမှာ New Zealand လွှတ်တော်ကိုယ်စားလှယ်၃ဦးနဲ့ ချင်းမြူတာတူ CNF ရဲ့နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ရှိသူကို တွေးဆွန်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီတွေးဆွန်မှုမှာချမ်းဖတ်စစ်တကကျင်းပမဲ့ရွေးကောက်ပွဲအခြေအနေချင်းတော်လန်ရေးအင်အားစုတွေရဲ့ဆိုးရရင်းရဖော်ဆောင်မှုအခြေအနေနဲ့စစ်ဘေးရှောင်တွေအတွက်လူသားချင်းစာနာမှုအကူအညီပေးတို့ကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ Slivan ကပြောပါတယ်။ချမ်းပါစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအရင်ဦးဆုံးအကောင့်ထဲပို့ဆောင်ရွက်ခြင်းမရှိဘဲရွေးကောက်ပွဲကျင်းပဖို့စီစဉ်တာဟာလက်ရှိမြန်မာနိုင်ငံရေးကိုဖြစ်ရှင်းနိုင်မှာမဟုတ်ကြောင်းဒီရွေးကောက်ပွဲကနေထွက်လာတဲ့ရလက်ကိုလည်းအတိမတ်ပြုမှာမဟုတ်တလို့နိုင်ငံတကာအနေနဲ့လည်းအတိမတ်မပြုကြဘို့ဆွေးနွေးခဲ့ကြတယ်လို့ Sliver ကပြောပါတယ်။လက်ရှိချင်းပြည်မှာတော်လိုင်းရဲ့အင်အားစုတွေကကောင်းထဲပေါ်ဆောင်နေတဲ့ အစိုးရရန်နေရာတွေကိုလည်းနယူးဇီလန်အစိုးရအနေဖြင့်ပတ်မှုကူညီနိုင်ရေးကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါ့အပြင်ချင်းပြည်နယ်နဲ့အိန္ဒိယမြန်မာနယ်စပ်မှာစစ်ဘေးရှောင်နေရတဲ့ချင်းစစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ပံ့ကူညီနိုင်ရေးကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာချင်းဒုက္ခသည်များအရေးတိုင်ပင်ဆွေးနွေးတဲ့ချင်း consultation အစည်းအဝေးကိုလည်းရကြကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ် အော်တိုဘာလတရက်ကနေနှစ်ရက်နေအထိကျင်းပပြုလုပ်တဲ့ချင်းကွန်ဆော်တေးရှင်းအစည်းအဝေးမှာလက်တလောဖြစ်ပေါ်နေတဲ့အထောက်ပံ့များရှော့ချခံနေရတဲ့ UNHCR ရဲ့ချင်းနေရီနဲ့ချင်းဒုက္ခသည်များရေဖြည့်ရှာနိုင်ရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့ Alliance of Chin Refugee ACR ကထုတ်ပြန်ပါတယ်။အစည်းအဝေးမှာမြန်မာပြည်ထောင်စုမှနေထိုင်တဲ့ဒေါက်တာရိုဒင်းနဲ့အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ပူဂျယ်မီဟိုပန်းစ်တို့ကိုယ်တိုင်တက်ရောက်ခဲ့ကြတယ်လို့ American Chesai BACI CEO Bu Elijah Van Le Burma Advocacy Group ကဘူဗန်ကျုံနဲ့ကနေဒါနိုင်ငံကဘူဖလာဒိုဗန်ရုံမန်တို့ကလည်း online ကနေတစင်ပါဝင်ဆွေးနွေးကြတယ်လို့သိရပါတယ်။ Chain Consultation အစည်းအဝေးကို Malaysia Chesai Chain အဖွဲ့အစည်းတွေဖြစ်တဲ့ ACR, CRC, DAI နဲ့ FRO အဖွဲ့တို့ကပူးပေါင်းကျင်းပတာဖြစ်ပြီးဒီအစည်းအဝေးကနေရရှိလာတဲ့သဘောတူညီချက်တွေကိုလည်း UNHCR တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ယခုလက်ရှိမလေးရှားနိုင်ငံမှာချင်းလူမျိုး8000ကျော်ရှိပြီးအဲ့ဒီထက်က2000ကျော်ဟာဒုက္ခသည်ကကန်ဆောင်ထားသူတွေဖြစ်ကြတယ်လို့သိရပါတယ်။ချင်းပြည်မြောက်ပိုင်းတည်တည်မျိုးအခြေဆိုင်ခလာရ169တရင်ကအချမ်းဖက်စစ်သား2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူ PDF ဇိုလန်တပ်ဖွဲ့ထံလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ခလာယာနှစ်ချောက်ကိုတရင်ကအသက်39နှစ်အရွယ်တက်ကြွညီညီရွှေနဲ့အသက်22နှစ်အရွယ်တက်သားခိုင်ချူထူးတို့နှစ်ဦးဟာအော်တိုဘာလ10ရက်နေ့ကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင် ရောက်လာခဲ့တာလို့ PDF Zolan ကထုတ်ပြန်ပါတယ်။အချမ်းပစစ်တပ်ကိုကြောခိုင်းပြီးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာသူတွေကိုစုမှုတွေနဲ့ချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။တည်တည်မျိုးခြေဆိုင်ခလာယာနှစ်ချောက်ကိုတကုံးမှာကျန်ရှိနေသေးတဲ့တရင်မှုပါဝင်တပ်သားတွေအနေနဲ့ အချိန်မီအလင်းဝင်လာကြဖို့ PDF ဇွန်လန်ကနောက်ဆုံးဖိတ်ခေါ်ထားပါတယ်။မြို့နယ်ကိုမြို့နယ်ရှိတဲ့ချင်းပြည်နယ်မှာဟာခတိတိမနဲ့ထန်တလန်မြို့ပေါ်မှာသာအကြံပတ်စစ်သားတွေကတဆွဲနေရယူထားကြပြီးဂျန်နယ်မြို့တွေမှာတော့အကြံပတ်စေအုပ်စုကင်းစင်သွားပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအသက်55နှစ်ကနေ35နှစ်အရွယ်လူငယ်တွေဟာပညာရေးနဲ့အလုတ်ခံရရှိရေးမှာအခက်အခဲမျိုးစုံကြုံတွေ့နေရပြီး လူငယ်လေးတန်းခန့်လှုပ်လှက်မဲ့ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ UNDP မြန်မာကယနေ့အောက်တိုဘာ3ရက်မှာထုတ်ပြန်ပါတယ်။ပြည်တွင်းစစ်ပဋိပက္ခဖြစ်ပွားမှု ပုံမှုမြန်မာရဲ့ကြားကရင်တွေနဲ့ရခိုင်ဒေသတွေမှာအလုံးလက်မဲ့နဲ့ပညာသင်ယူနိုင်စွမ်းဆုံးရှုံးမှုကိုပုံမှုခံစားနေကြပြီးကချင်ကရင်စကိုင်းနဲ့တနင်္သာရီတို့မှာလည်းစီးပွားရေးမတည်ငြိမ်မှုလုံခြုံမှုမရှိတာတွေကြောင့်လူငယ်တွေပညာသင်ယူနိုင်မှုကျဆင်းနေတယ်လို့ဆိုပါတယ် မြန်မာနိုင်ငံမှာလူငယ်၄ယောက်မှာတစ်ယောက်ကအလုလက်မဲ့ဖြစ်နေပြီးကရကရင်နီဒေသမှာဆိုရင်လူငယ်ထက်ဝက်ကျော်အလုလက်မဲ့ဖြစ်နေသလိုလူငယ်အမျိုးသမီးတွေဟာပုံပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ UNDP ကဖော်ပြပါတယ်။ဒီချင်းတွေဟာကင်းကနန်တတ်တတ်မြတ်လာမဟုတ်ပဲမျိုးဆက်တစ်ခုလုံးစာအတွက်လွတ်လပ်စွာရည်တည်နိုင်ရေးနဲ့အခွင့်အလမ်းတွေရရှိနိုင်ရေးတို့ကိုလက်လွတ်ဆုံရှုံလိုက်ရပြီးဖြစ်ပြီးမြန်မာနိုင်ငံပြန်လည်ထူထောင်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုးရွားသောအကျိုးဆက်တွေတည်ရောက်စေနိုင်တယ်လို့ UNDP ကထောက်ပြပါတယ်။ UNDP မြန်မာရဲ့စစ်တမ်းအရာတက္ကသိုလ်တစ်ခုကနေဘွဲရထားသူတဦးဟာလစာချက်9သိန်းကျော်သာရရှိပြီး American Dollar ဖြင့်တွက်ချက်ပါက124ဒေါ်လာသာရရှိတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်အတန်းပညာနေပါသူတွေဟာလစာချက်3သိန်းခွဲခန့်သာရရှိပြီး American Dollar နဲ့တွက်ချက်ပါက80ဒေါ်လာခန့်သာရရှိကြတယ်လို့ဆိုပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံကလူငယ်တွေဟာအလုတ်ကန်ရှာဖွေဖို့စိတ်သက်သာစနေကြပြီးအလုတ်ကန်ရှာပါမှုကြောင့်ဒီပကိုရွှေပြောင်းအလုတ်လုတ်ကန်သူပုံများလာတယ်လို့ဟောပြပါတယ်။2021ခုနှစ်ဆရာနာသိမ့်မှုဖြစ်ပွားခြင်းကစလို့လူငယ်9သိန်းကျော်ဒီပနိုင်ငံတွေကိုထွက်ခွာသွားကြပြီးကျန်40ရာခိုင်နှုန်းကလည်းစစ်မှုထမ်းဥပဒေကြောင့်ခွင့်လန်းရှိပါကဒီပနိုင်ငံတွေကိုထွက်ခွာခြင်းကြတယ်လို့ UNDP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာခတ်တတော်အေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာစက်တင်ဘာလအတွင်းအချမ်းပစစ်တကလေကြောင်းတိုက်ခိုက်မှုကြောင့်အယသ23ရောက်သေဆုံးပြီး49ရောက်ဒဏ်ရာရရှိခဲ့တယ်လို့အာခတ်တတော်အေအေကအောက်တိုဘာ2ရက်နေ့မှာထုတ်ပြန်ပါတယ်။လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေဟာအမျိုးသား16ရောက်နဲ့အမျိုးသမီး၄ရောက်ဖြစ်ပြီးဒဏ်ရာရသူ49ရောက်ဖြန်းမှာတော့မြူတာ29ရောက်နဲ့အမျိုးသမီးအယောက်20ပါဝင်တယ်လို့ဆိုပါတယ် စက်တင်ဘာလ29ရက်နေ့လယ်ပိုင်းမှာချင်းပြည်တောင်ပိုင်းပလောဝမြို့ကိုဂျမ်ပါစစ်တပ်ကဂျက်ဖိုင်တာနဲ့၃ချိန်ဘုံကျဲတိုက်ခိုက်လို့ရခိုင်ပြည်ဘက်ကနေပြောင်းရွှေ့လာတဲ့အမျိုးသမီး၂ယောက်သေဆုံးပြီး23ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူစက်တင်ဘာ29ရက်ညနေပိုင်းကလည်းတန်တွဲမြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ဒေသခံ၁ယောက်သေဆုံးပြီး၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင်စက်တင်ဘာ12ရက်မနက်ပိုင်းကလည်းကြောက်တော်မြို့နယ် တရက်တပင်ကြေးရွာကပညာပန်းကင်းနဲ့အမြင်တက်ကိုပိုင်ထက်တန်းချောင်းကိုစစ်တပ်ကလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူအယောက်20သေဆုံးပြီး21ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိမှာလည်းအကြမ်းဖက်စစ်တပ်နဲ့အေအေတပ်ဖွဲ့တို့ရခိုင်မကွေးနယ်စပ်တွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးစစ်တပ်ဘက်ကအချအဆုံးတွေရှိနေတယ်လို့အေအေကဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဤသူရင်တွင် People's Embrace တို့ကိုချိတ်ဆက်ပြီး September လအတွင်းအကြံပတ်စစ်တပ်ကပိုကြီးတဦးအပါဝင်တပ်ဖွဲ့ဝင်68ဦးဤသူရင်တွင်ခိုလုံခဲ့တယ်လို့ NUG ကာဝေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်အကြံပတ်စစ်တပ်ကိုကြောခိုင်းပြီးဤသူရင်တွင်ကိုခိုလုံလာသူတွေထဲမှာအကြံပတ်စစ်တပ်ရဲ့အဓမ္မလူသစ်စုဆောင်ခံရသူ59ဦးနဲ့ရဲတအူဘူကြီးတအူတက်ချက်ကြီးတအူတသားရှိဦးလို့ပါဝင်တယ်လို့သိရပါတယ် အဲ့ဒီထဲမှာလန်ဒန်နဲ့ဝင်ရောက်လာသူ18ဦးပါဝင်ပြီးတနက်15လက်လက်ပစ်ပုံ3လုံးနေမိုင်း2လုံးနဲ့ကြီမျိုးစုံ990ကျော်ရရှိခဲ့တယ်လို့ဆိုပါတယ်။အချမ်းပစစ်တပ်ရဲ့စစ်မှုထမ်းအမိတ်ဂျင်ညာချက်ကြောင့်အတင်းအဓမ္မလူသစ်စူးစမ်းခံရသူတွေအပါဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်သားတွေနဲ့ရဲတွေအနေနဲ့ပြည်သူ့ရင်ခွင် Telegram ဖြစ်တဲ့မြန်မာ People ဒါမှမဟုတ်နိစရာ PDF ဘကဖရီနဲ့မဟာမိတ်တိုင်းရင်းသားတော်လိုင်းရဲ့အဖွဲ့အစည်းတွေကိုဆက်သွယ်ချိတ်ဆက်ကပြည်သူရင်တွင်ခေါ်လုံကြဖို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကအတိအပြထုတ်ပြန်ထားပါတယ်။ဒီဒီမဲ့ view စီတဲ့ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။